အားလုံးပဲမင်္ဂလာပါခွန်ဘလော့စ်ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီကြောက်ကလေးဒီခန်တီဒီဖြတ်သားလေးပေါ့နော်ဒါလေးကိုအာကျွန်တော်မန်လေးဝိုင်းမနက်ခင်းဝိုင်းမှာဝယ်ယူခဲ့တာပေါ့နော်ကျွန်တော်ဝယ်ထားတဲ့ဝယ်ယူခဲ့တဲ့ဈေးလေးကတော့9000ကိုပွဲခ9000နဲ့ကျွန်တော်ဝယ်ယူခဲ့တာပေါ့နော်ဆိုတော့ကြောက်ကဒီခန်တီခန်တီခန်တီပေါ့နော်ခန်တီကိုမှာ ဒီမှာအကာဖြူလေးပါနေတယ်ကြောက်စီကတော့အတင့်အတင့်ကြောက်စီမဆိုးဘူးပေါ့နော်အဲ့တော့နည်းနည်းလေးပါဖြစ်သွားလဲဆိုတော့အသားနည်းနည်းကျဲပေါ့နော်ကြောက်သားကျဲတယ်အဲ့ဆိုတော့ဒါကိုကြောက်သားကျဲတဲ့အခါကျတော့ကျွန်တော်အလုပ်နေကြအပွင့်ထုတ်ဖို့ကကျတော့ဒါအဆင်မပြေဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒီတိုင်းပဲပြန်ပြီးမှရောင်းမယ်ဆိုပြီးတော့ကျွန်တော်ဒီတိုင်းပဲအဲကျွန်တော်အတိအစီမှာပြန်ပြီးတော့ခင်းရောင်းတယ်ပေါ့နော်ပြန်ခင်းရောင်းတဲ့အခါကျတော့အာဈေးက တသိန်းစီရောက်တယ်ပေါ့နော်တသိန်းစီရောက်တဲ့အခါကျတော့ကျွန်တော်အာရောင်းပေးလိုက်တယ်ပေါ့နော် ရောင်းလိုက်ပါတယ်ဘာဆိုတော့သူလည်းအာမင်္ဂလာဖြစ်အောင်ပေါ့နော်ကျွန်တော်လည်းအမ်မင်္ဂလာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဝေထားတာကတော့9000ကိုပွဲခ9000အခုကျွန်တော်ရောင်းတာကတော့အာတသိန်းကိုတသိန်းပေါ့နော်တသိန်းကိုမှပွဲခတော့ကျွန်တော်9000ပေးလိုက်သေးတယ်ပေါ့နော်ဆိုတော့ဒီအာဖြတ်သားလေးပေါ့နော်ဒီခန်းတီးလေးပေါ့နော်ဆိုတော့ မဆိုးပါဘူးမင်္ဂလာလေးဖြစ်တယ်ဗောနောကြောက်စီကောင်းတယ်မဆိုးဘူးအသားနည်းနည်းကျဲသွားတာဗောနောတကယ်လို့အသားမကျဲဘူးဆိုကျွန်တော်တို့အပွင့်ဆိုရင်တော့အနာလည်းမပါဘူးဗောနောအပွင့်ကြီးကြီးတော့ကျွန်တော်တို့အာလှုပ်လို့ရတယ်ဗောနောဆိုတော့အခုကတော့ကျဲသွားတဲ့အခါကျတော့အပွင့်ထုတ်ရင်ကျွန်တော်တို့အဆင်မပြေတော့ဒီတိုင်းပဲပြန်ပြီးမှရောင်းလိုက်တာဗောနောဆိုတော့အားလုံးအားလုံးဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲပပိုင်ပါအားလုံးတတပါ